ဗန်ဂိုမြို့ရဲ့နှလုံးသားဖြစ်တဲ့လူစီကားရာကြောက်ပြားမြစ်ဘေးမှာ မမမမတ်ကြီးတည်ရှိနေတဲ့အဆောက်အဦကြီးတလုံးရှိပါတယ်။အထက်ပေါင်း49ထက်နဲ့မြင်မားစွာတည်ရှိနေပေမဲ့လူသူအယောက်ပေါင်းမရှိတော့တဲ့ဒီအဆောက်အဦကြီးကိုလူအများက Ghost Tower လို့ခေါ်ကြပါတယ်။တစ်ချိန်ကတော့ဒီနေရာဟာထိုင်းနိုင်ငံရဲ့အထက်တန်းလွှာတွေအတွက်အိမ်မက်အိမ်လေးတွေဖြစ်လာဖို့ရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့အခုတော့ကျောက်မက်ဖွေရာတနာရီတွေနဲ့အတူတရေချောက်တဲဆိုတဲ့နာမည်ဆိုးတွေနဲ့လွှမ်းခြုံထားတဲ့နေရာတစ်ခုဖြစ်လို့နေပါတယ်။ဘန်ကောက်ရဲ့စာတုံခရိုင်တဲမှာရှိတဲ့ Swine 51 နဲ့53ကြားကကျယွန်ခရွန်လမ်းမကြီးပေါ်မှာဒီသစီတာဝါကြီးကို တွေ့မြင်နိုင်ပါတယ်။နာမည်ကျော်ဝက်ရန်နာဝဘုရားကျောင်းရဲ့မျက်နှာချင်းဆိုင်မှာတည်ရှိပြီးတော့ BDS Sky Train ရဲ့စပန်တာဆင်ပူရာယုံနဲ့တာဆင်တရာဆုံနဲ့စထုံလန်းဆုံပါပါဒီလိုပြွာကြတဲ့တီနီယာကနေဆိုရင်မြို့ရဲ့ရှုခေလှကိုအပေါ်စည်းကနေအမကန်ခန်းစားနိုင်မှာအမှန်ပါပဲဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲဒီအလှတရားတွေကိုခန်းစားမဲ့သူမရှိတော့ပါဘူး အခုတော့ဒီတာဝါကြီးရဲ့နိုင်ရန်တွေမှာအယောင်သွေးစုံလင်းတဲ့ gravity ပကြီးကားတွေနဲ့ဖုံးလွှမ်းနေပြီးတော့တရေကားတွေရိုက်ကူးဖို့အတွက်ပဲဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုလိုဖြစ်ကြံခဲ့ပါတယ်။နှစ်ပေါင်းများစွာအတွင်းမှာထိတ်လန့်ဖွယ်ရာတရေဇက်ကားပေါင်းများစွာဒီနေရာမှာလာရောက်ရိုက်ကူးခဲ့ကြတာဟာဒီဆောက်ဦးရဲ့လျှို့ဝှက်စမ်းကြဲပြီးတော့ကြောက်မက်ပွဲကောင်းတဲ့အငွေသက်ကိုတက်သေးခံနေသလိုပါပဲဒီအဆင့်မြင့်ကုနိုစီမံကိန်းကို1990ခုနှစ်မှာစတင်ခဲ့ပြီးတော့ 1998ခုနှစ်မှာတော့အာရှရဲ့ငွေကြီးအကြက်တဲကြီးစတင်ဖြစ်ပွားခဲ့တဲ့အချိန်မှာဒီစီမံကိန်းဟာရုတ်တရက်ရပ်တန့်သွားခဲ့ရပါတယ်။အဲ့ဒီချိန်တုန်းကရပ်ဆိုင်သွားခဲ့တဲ့တခြားစီမံကိန်းတော်တော်များများပြန်လည်စတင်နိုင်ခဲ့ပေမဲ့ Ghost Tower ကတော့ Tower အိတ်ဆက်ခြင်းစီကို ရောက်ရှိသွားခဲ့ရပါတယ်။အဲ့ဒီချိန်ကစပြီးစူးစမ်းခြင်းစိတ်ပြင်းပြသူတွေ စွန့်စားရတာကိုနှစ်သက်သူတွေနဲ့ဆိုရှယ်မီဒီယာမှာထူးခြားတဲ့အကြောင်းအရာတွေဖန်တီးခြင်းသူတွေအတွက်ဒီအဆောက်ဦးကြီးဟာမကြာခဏလာရောက်လဲပတ်တဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့2014ခုနှစ်မှာတော့လုံခြုံရေးအကြောင်းပြချက်တွေကြောင့်185မီတာအမြင့်ရှိတဲ့ဒီတာဝါကြီးပေါ်ကိုတရားခွင်ကိုတရားဝင်ပိတ်ပင်ခဲ့ပါတယ်။ဒီလိုတိုင်းမြင့်ချက်တွေရှိနေပေမဲ့လူတချို့ကတော့ဒီအဆောက်ဦးကြီးရဲ့အမြင့်ပိုင်းအထိတိတ်တဆိတ်တက်ရောက်ပြီးတော့ သူတို့ရိုက်ကူးထားတဲ့တပ်ပုံတွေနဲ့ဗီဒီယိုတွေကိုအွန်လိုင်းပေါ်မှာဆက်လက်ဝင်မြနေကြတော့မှာပဲ Ghost Tower ကိုဖန်တီးခဲ့သူကတော့ပြည်သူ့ကာပညာရှင်လည်းဖြစ်သလိုအင်ချမ်းမြေလုပ်ငန်းရှင်တဦးဖြစ်တဲ့ Ransan Toksuwan ပဲဖြစ်ပါတယ်။ဒါပေမဲ့စတင်တိဆောက်ပြီး၃နှစ်အကြာမှာ Toksuwan ဟာထိုင်းနိုင်ငံရဲ့ဗဟိုတရားရုံးဥက္ကဋ္ဌ Ransan Chansu ကိုတတ်မှုနဲ့တန်လျာရှိသူအဖြစ်တရားရင်ဆိုင်ခဲ့ရပါတယ်။ ဒီအမှုဟာ15နှစ်ခန့်ကြာမြင့်ခဲ့ပြီးတော့2008ခုနှစ်မှသာတရားရုံးရဲ့အပြစ်သက်ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ပါတယ်။ဒီအမှုကြောင့်ပဲ Ghost Tower ရဲ့နာမည်ဆိုးနဲ့ပတ်သက်ပြီးတော့လျှို့ဝှက်စမ်းကြတဲ့အငွေအသက်တွေကိုပို့ပြီးတော့အသက်သွင်းလိုက်သလိုပါပဲ။ ဒီတစီတာဝါကြီးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့လျှို့ဝှက်ဇာတ်လမ်းတွေလည်းရှိနေပါဗျ2014ခုနှစ်ဒီဇင်ဘာလရဲ့ညတညမှာတပ်ပုံစရာတူဟာဒီတာဝါရဲ့အပေါ်ဆုံးတက်ကိုတက်ပြီးတော့ဗန်ကောက်မြို့ရဲ့ညရှုကင်းကိုတပ်ပုံရိုက်ဖို့စူးစမ်းခဲ့ပါဗျ။ဒါပေမဲ့သူဟာအကန့်တစ်ခုထဲမှာမျက်နှာချက်ကနေကျိုးဆွဲချတည်ဆုံနေတဲ့အလောင်းတစ်ခုကိုတွေ့ရှိခဲ့ရပါဗျ။ရဲတွေကနိုင်ဤပေါင်းများစွာရှာဖွေပြီးတဲ့နောက်မှာတော့အထက်43မှာဆွီဒီအမျိုးသားတအူးတည်ဆုံနေတာကိုတွေ့ရှိခဲ့ရပါဗျ။ဒီဖြစ်ရက်ဟာ ဂို့စ်တာဝါမှာတရေ၆တင်းဆိုတဲ့ကောလာဟာလာတွေကို ပို့ပြီးတော့အားကောင်းစေခဲ့ပါတယ်။နှစ်နှစ်ခန့်အကြာမှာတော့ The Promise ဆိုတဲ့ထိုင်းတရေကားကိုဒီနေရာမှာ ရိုက်ကူးခဲ့ပါတယ်။တစ်ချိန်လုံးကတင်းကျိုင်းမြေနေရာဖြစ်ခဲ့တဲ့ဂို့စ်တာဝါဟာတရေ၆တင်းဆိုတဲ့ဒေသခံတွေရဲ့ယုံကြည်ချက်ကိုပို့ပြီးတော့ခိုင်မာစေခဲ့ပါတယ်။ဒေသခံတို့ကဒီဆောက်ဦးဟာစိန်စာတင့်နေတယ်လို့တောင်မှယူဆကြပါဗျ။ အထက်ပေါင်း56ထက်မြင့်တဲ့ဒီတာဝါကြီးရဲ့အရေးဟာအနီးအနားမှာရှိတဲ့အလွန်တကူးကြီးရဲ့ဖရာကျောင်းကိုလွှမ်းမိုးထားတဲ့အတွက်ဒေသခံတွေကဒါဟာမလေးစားရရောက်တယ်လို့မြင်ကြပါတယ်ဒီနေ့ကမှာတော့ဗန်ကောက်မြို့ရဲ့အာနာပိုင်တွေဟာဒီတစေတာဝါကြီးရဲ့အနီးနားကဖျက်တမ်းသွားလာတာကိုတောင်မှရှောင်ရှားဖို့တတိပေးထားကြပါတယ်။မပြီးဆုံးနိုင်တဲ့အိမ်မက်တစ်ခုလိုအထီးကျန်စွာရပ်တည်နေတဲ့ Ghost Tower ဟာဗန်ကောက်မြို့ရဲ့သမိုင်းမှာထိတ်လန့်ဖွယ်ရာအမှတ်အသားတစ်ခုအဖြစ်ထာဝရကျန်ရှိနေအောင်ပါ။ ជីတာဝါကြီးဟာတစ်ချိန်လုံးကကြွယ်ဝမှုနဲ့ကြီးကျယ်ခမ်းနားမှုကိုကိုးစားပြုခဲ့ပေမဲ့အခုတော့ပျက်စီးခြင်း၊ဆုံးပစ်ခြင်းနဲ့လျှို့ဝှက်ဆန်းကျင်မှုတို့ရဲ့တင်ကြေတာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ဗန်ကောက်ကိုရောက်ခဲ့လို့ရှိရင်ဒီထူးခြားဆန်းကျင်တဲ့တစီတာဝါကြီးကိုလှမ်းကြည့်ဖို့မမေ့ပါနဲ့နော်။ဒါပေမဲ့တတိထားပါ ဘာတွေတွေးရမလဲဆိုတော့ဘယ်သူမှတော့မသိနိုင်ပါဘူး။ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like လုပ်ပေးပြီးတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်။ကျေးဇူးတင်ပါတယ်။